မင်္ဂလာပါရှင်ယနေ့ရန်ကုန်မြို့တော်သတင်းဆောင်ကနေတင်ဆက်ပေးပါကတော့ရှီကုန်စီတို့မြကြီးရဲ့2633နှစ်မြောက်ဗုဒ္ဓပူဇနီယတပောင်းပွဲတော်အောင်ပွဲရေဆက်ချအနုမောဒနာမင်္ဂလာခမ်းနာကျင်းပတဲ့တဲ့တင်ဖြစ်ပါတယ်။ ရှိရကုံစီရောဘန္နာတော်ထင်းကောပကဖွဲ့ကကြီးမှုကျင်းပါတယ်ရှိရကုံစီရောမြကြီးရဲ့2633နှစ်မြောက်ဗုဒ္ဓပူဇဏီယတပေါင်းပွဲတော်အောင်မွေးရေဆက်ချအနုမောဒနာမင်္ဂလာအခမ်းအနားအားစီရီတော်ရှင်မြင်ရှားဟုတောင်းချမ်းသာကြီးတစောင်းမှာကျင်းပါကြောင်းသိရပါတယ်ဦးစွာနမောတတ၃ကျင်းရစုဖျားကတော်၍အခမ်းအနားကိုဖွင့်လှစ်ပြီးရှိရကုံစီရောဘန္နာတော်ထင်းကောပကဖွဲ့ဩဝါဒစရိယာ တင်ငန်းချုံမြို့နယ်စွန်လွန်ကူဝိပဿနာကျောင်းတိုင်းစွန်လွန်ဆရာတော်ဗတ္တနာတုံတရထံမှရန်ကုန်တိုင်းဒေသကြီးမင်းကြီးချုပ်ဦးစိုးသိန်းနှင့်တိုင်းဒေသကြီးဝန်ကြီးများစီရီတော်ဘန္နာတော်ဒိန်ကောပကအဖွဲ့အလေးကျသဘာပတိဦးကျော်စေရနှင့်အဖွဲ့ဝင်များအပြိသက်များကကိုဝါတိလခရင်ဆောက်တည်ကြပါသည်အဲ့ဒီနောက်အလေကျသဘာပတိကရေသက်ချအမှုမောဒနာစာရင်းလွှာဖတ်ကြားလျှောက်ထားပြီးဆရာတော်တန်ဃာတို့များအားလူဝေပစ္စည်းများစက္ကပ်လူရင်ကြပါရစေ။ အဲ့ဒီနောက်နိုင်ငံတော်ဗဟိုသံကဝန်ဆောင်ရွှေကုံစီရုံဘန်နာရိုချင်းကောပကအဖွဲ့ဩဝါဒစတိယာပါဠိတက္ကသိုလ်ညောင်တုံးကျောင်းတိုင်ပဒါနာနာယကဗတ္တနာနာရတာပြည်ဝင်သားလှရတနာဆရာတော်ထံမှအနုမောဒနာတရားနာကြ၍ရေးဆက်သွင်းချအမျှပေးဝေကြပြီးတိုင်းဒေသကြီးဝင်ကြီးချုပ်နှင့်အဖွဲ့ကဆရာတော်တန်ဃာတို့များအားနေစွန်းဆက်ကတ်ကြကြောင်းသိရပါရရှင်ဒီသတင်းကိုတော့စမ်းချုပ်ဦးကပြပူလာတာပါ ဆက်လက်တင်ဆက်ပြီးမှာကတော့ရန်ကုန်တိုင်းဒေသကြီးတွင်2025ခုနှစ်သာသနာတော်ဆိုင်ရာဘွဲတိုက်တော်များစက္ကန့်လူတန်းဘွဲနှင့်အနင်းဘွဲအခမ်းအနားကျင်းပတဲ့တင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရဘွဲကကြေမှုကျင်းပါတဲ့2025ခုနှစ်သာသနာတော်ဆန်ရဘွဲတစိတ်တော်ရဆရာတော်ကြီးများတိလရှင်ဆရာကြီးများအားဘွဲတစိတ်တော်များစက္ကပ်လူတန်းဘွဲနဲ့လူပုဂ္ဂိုလ်များအားသာသနာတော်ဆန်ရဘွဲတစိတ်တော်များအနှင်းမင်္ဂလာခံနာကိုမတ်လ23ရက်မိုးလင်းတနားရီကမယန်းခုံမြို့နယ်တိရိမင်္ဂလာကပ္ပဤကုန်းမြေရှိစတ္ထသင်္ဃာယနာတွင်မဟာပါဒနာလှိုင်းကြိုကြီးမှကျင်းပကြောင်းသိရပါသည်။ ဥစွာအခမ်းအနားသို့တက်ရောက်လာကြတဲ့ဆရာတော်တန်ခါတို့များရန်ကုန်တိုင်းဒေသကြီးအစိုးရဖွဲ့အဝင်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီးတိုင်းဆက်ဌာနချုပ်တိုင်းမူပုံမှုချုပ်ပြည်စုံလင်းနှင့်ဇနီးတိုင်းဒေသကြီးဝင်ကြီးများနှင့်၎င်းတို့ရဲ့ဇနီးများအေပရိသက်များကနမောတတ္တ၃ချိန်ယူဆိုဖျားကတော့ဖွင့်လေပြီးတိုင်းဒေသကြီးတန်ခါနိုင်ကအဖွဲ့ဥက္ကဋ္ဌဆရာတော်ဗတ်ထန်နာအက္ကာတာမီထံမှအေပရိသက်များက၅ဘတိလခိုင်းဆောက်ကြပါရစေ။ အဒီနာမဟာကန္နဝါစကာပန်ဒီတာဘွဲတိစိတ်တော်အလူကံရရှိတော်မူသောအလုံမြို့နယ်စောရံပိုင်းအနောက်ရက်ကွယ်ပါဠိတက္ကသိုလ်အောင်မင်္ဂလာကျောင်းတိုင်းဦးစီးပဒါနာနိုင်ကဆရာတော်ဗတ္ထနာအင်ဒရာဝန်သားကသမောဒနီယဩဝါဒကထာမွကြားချီးမြှောက်တော်မူပါတယ်။အဒီနာတိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာ့ဆိုင်ရာများရှောက်ထားပါတယ်။ ဆက်လက်ပြီးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်ဇနီးတိုင်းမှုနှင့်ဇနီးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်တော်ဆန္ဒသွဲတိုင်းဒေသကြီးဝန်ကြီးများနှင့်၎င်းတို့ရဲ့ဇနီးများတိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာအကြီးအကဲများကသာသနာ့ရဆိုင်ရာဝယ်စိတ်တော်ရဆရာတော်ကြီး69ပါတိလရှင်ဆရာကြီး9ပါးစစ်စုပေါင်း86ပါးတို့အားဘွဲ့စိတ်တော်များစက္ကတ်လူရန်ကျင်းနေတာသနာပြုဘွဲ့ရလူပုဂ္ဂိုလ်16ဦးတို့ကိုဘွဲ့စိတ်အနင်းကြပါရယ် အဲ့ဒီနောက်တိုင်းဒေသကြီးတန်ခါနိုင်ကအဖွဲ့အကျိုးတော်ဆောင်ဗဟန်းမြို့နယ်ပါဠိတက္ကသိုလ်ညောင်တုံးကျောင်းတိုင်းစာချနိုင်ကဆရာတော်မဟာကဲနဝါစကပန္ဒီတာဗတ္တနာသူမင်္ဂလာထံမှာအမှုမောဒနာတရားနာယူရေးဆက်တော်လောက်အမျှပေးပေးကြကြောင်းသိရှိရပါတယ်ရှင်။ဒီတဲ့ရင်ကိုတော့စမ်းချုပ်ဦးကပေးပို့လာတာပါ။နောက်ဆုံးတင်ဆက်ပေးမှာကတော့မြို့တော်ဝင်ဥပုချီတန်ရှင်းတက်ရရင်နဲ့လမ်းပြပြင်တူချေခြင်းလုပ်ငန်းများကြီးစုစစ်ဆေးတဲ့တဲ့ရင်ဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီးစေပင်သာရေးဝန်ကြီးရန်ကုန်မြို့ရယ်စေပင်သာရေးကော်မတီဥက္ကဋ္ဌမြို့တော်ဝန်ဦးဝေဒေဟာသက်ဆိုင်ရာတာဝန်ရှိသူများလိုက်ပါလျက်မတ်လ12ရက်နေ့နောက်ပိုင်းက တာမွေမြို့နယ်ခခွေရက်ကွယ်အရှိမြင်းပြိုင်ကွင်းနဲ့အနောက်မြင်းပြိုင်ကွင်းလမ်းကြားရှိဇိုက်ကစံအာကစားကွင်းတွင်တန်ရှင်းတာယာတရရီဆောင်ရွက်နေမှုနဲ့ဆက်ရန်နေအဖြစ်မြင်းကြီးပြုပြင်ဆောင်ရွက်နေမှုတို့ကိုလိုက်လံကြည့်ရှုစစ်ဆေးပြီးမော်ဘီမြို့နယ်တဲဖြူကြီးရွာရှိတဲဖြူတော်ရဓမ္မရိတာကျောင်း၌အတွင်ရှိလမ်းများနိုင်လုံကတ်တရာခင်းစင်းလုပ်ငန်းနှင့်ပြည်လမ်းမှာတဲဖြူတော်ရဓမ္မရိတာကျောင်းအထိတဲဖြူတော်ရဓမ္မရိတာအဝင်လမ်းလမ်းဘေးဝဲရာကွန်ကရစ်တူးချဲ့ခြင်းလုပ်ငန်းများကိုလက်လံကြည့်ရှုစစ်ဆေးပြီးလိုအပ်ချက်များအားဖြည့်ဆည်းဆောင်ရ ်ပြီးကြောင်းသိရှိရပါတယ်ရှင်ဒီသတင်းကိုတော့အောင်မြင်ကပြပူလာပါ